ကိုစောပွင့်ကိုမမြွေးတက်ဖို့နဲ့ခေါ်ယူပြီးတော့စစ်စေးမေးမြန်းနေဆိုတဲ့အထီးဒီကျွန်တော်တို့သိတယ်ဒါပေမဲ့ကျွန်တော်တို့ဓာရီကို highlight မလုပ်ဘူးဘာလို့ဆိုတော့ဓာရီက highlight လုပ်အောင်မကိစ္စမဖြစ်ဖြစ်ဖြစ်နေတယ်ပေါ့သူပြောပြလိုက်တာပေါ့လေအကိုကြီးတဲ့ဇော်မိုးဟင်းကိုပြင်းဦးလူကတော့ဖမ်းလာတယ်ပြင်းဦးလူကတော့ဖမ်းလာပြီးတော့ကျွန်တော်တို့ဘယ်လိုပြောမလဲစစ်ရုံးမှာစစ်လေပေါ့လားဘယ်လိုပြောမလဲဆိုတော့ တီးတဲ့စစ်ရုံးကိုတည်ရှိတယ်စစ်ရုံးမှာဆစ်လိုက်တာထို့တူပါပဲတဲ့ဂျီဇက်ပီတဲ့ကလေးတို့မိလို့ရှိရင်လည်းသူဆန္ဒပြတဲ့ကလေးတို့မိရင်ရိုက်တာနဲ့နှက်တာနဲ့မင်းကလေးတွေဆိုရင်သူပြောပြတာပေါ့နော်မတင်းကျင့်ခံရတာနဲ့မချင်းအားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ရဲ့ဘောမရက်ွက် channel ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ခင်ဗျာနေ့စဉ်ထူးဆန်းတဲ့အပါဝင်တည်င်းထူးတည်င်းကောင်းတည်င်းမှန်တွေတင်ဆက်ပေးသွားမှာမို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပြီးတော့တောင်းဆိုချင်ပါတယ် ယေရှုသူအရောက်ရှင်တဲ့အတိုင်းကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာအရေးတော်ပုံအောင်ရမည်စေအာနာရှင်စနစ်ကြာရှုံးရမည်ဆိုတော့သူတို့ပြောတာကတော့ဒီဇော်ဘုံကြီးပေါ့ကိုဇော်ဘုံကြီးပေါ့အဲ့လိုပဲပြောပြစီအမျိုးသားရေးသမားလာဒါမှမဟုတ်ဟိုစပီကာပုံစံမျိုးလာသူဘာတွေပြောလဲသူ online ပေါ်နေသူပြောနေရတယ်ကျွန်တော်တွေ့ပါတယ် ့သူနဲ့ပတ်သက်တဲ့သတင်းတွေမျိုးစုံပြောကြတာရှိတယ်အဲ့တော့ကျွန်တော်လည်းမပြောရကောင်းလားဆိုပြီးရန်ရှာတဲ့ကောင်တွေလည်းရှိတယ်ဆိုတော့အခုတော့ဒီနေ့တော့ကျွန်တော်ပြောလို့ရတဲ့တခုတော့ရှိလာပါပြီအဲ့ဒါဘာလဲဆိုတော့ဒီဒီဇော်ဘုံဟင်းပေါ့ကိုဇော်ဘုံဟင်းကိုတဲ့နော်အချက်ပဲတိုက်ပြရင်ဥပဒေပုံမှ၃ခါခွေးနဲ့၃ခါခွေး15နဲ့ဂျွန်လာရှိရကအမှုဖွင့်ထားပါတယ်တဲ့နော်သူ့ကိုကနဦးဖွင့်တာတော့ပုံမှ9 9ကာကြီးပုံမှ66ကာကြီးနဲ့ဖွင့်ထားတာတဲ့အဲ့ဒါကိုထတ်တိုးဖြစ်နေအဲအချက်ပဲတိုက်ပြရင်ဥပဒေပုံမှ၃ခါခွေး15နဲ့ထတ်တိုးမှုဖွင့်ထားပါတယ်ဆိုပြီးတော့ DVB သတင်းဌာနကရေးတယ်။အော်သူရေးတော့မှကျွန်တော်လည်းဒါပြောနိုင်တော့ဘာလို့လဲဆိုတော့ကျွန်တော်ကကျွန်တော်တို့ဒီသတင်းကိုပြောဖို့ဆန္ဒမရှိဘူး။ပုံနဲ့ပြောဒါဒါကအဲဒါကဟိုသတင်းဖြစ်နေတဲ့ပြောရမယ်ရေးကြည့်တဲ့ issue တခုတော့မဟုတ်ဘူး။သို့တော့သို့တော့ခုနသတင်းဖြစ်နေပြည်ပြင်းမီဒီယာတွေကတော့ဝိုင်းကြီးလာတဲ့ခါကျတော့ကျွန်တော်ကဒါကိုထည့်ပြောရတာပေါ့နော်။တဘော။ဆိုတော့ဒီကိုစောပွင့်ကိုလွန်ရွေးတက်ဖို့ဝင်နေခေါ်ယူပြီးတော့စစ်စစ်မေးမြန်းနေဆိုတဲ့အထိကျွန်တော်သိတယ်။ဒါပေမဲ့ကျွန်တော်တို့ဒါတွေကို ဟိုက်လိုက်မလို့ဘာလို့ဆိုတော့ဒါတွေကသူ့နဲ့ပတ်သက်ပြီးအမှုဖွင့်ထားတယ်ဆိုတဲ့ကိစ္စက DVB ရေးတဲ့ခါကျမှကျွန်တော်တို့ကတော့ DVB ရဲ့ဟိုကူကားပြီးတော့ပဲကျွန်တော်ပြောချင်တာပါ DVB ရဲ့ရေးတာတော့သူ့ကိုပထမဖွင့်လာတော့ပုံမှန်95ကာဂျီပုံမှန်66ကကာဂျီပေါ့နော်နော်အဲအဲ့ဒါနဲ့ဖွင့်ထားတာပေါ့အခုတော့ထပ်တိုးဖြစ်နေကျမတက်ပြည့်ဥပဒေပုံမှန်3ခါခွေး15နဲ့ပါထပ်တိုးဖွင့်ပါတယ်ဆိုပြီးတော့ DVB ရေးတယ်အဲသူ့ကိုတော့တုံးလာတော့ DVB တုံးတဲ့စကားလုံးကတော့စစ်တပ်ထောက်ခံသူပေါ့နော်စစ်တပ်ထောက်ခံသူဇော်ပေါင်းဟင်းကိုတဲ့အကြမ်းတက်ပြည့်ဥပဒေနဲ့မဟုတ်ဘူးထပ်ဖွင့်ဆိုပြီးတော့ တို့ကဒီလိုရေးပါတယ်သူ့ကိုဖွင့်လာတော့ဒါ NUG ကလွတ်ထားတဲ့တရှူဆိုပြီးတော့ပြောတာမျိုးတွေကြားတယ်နောက် PDF နဲ့ဆက်သွယ်လို့ပြောတဲ့အမျိုးကြားပါတယ်ဆိုပြီးပြောတယ်သူတို့ကတရားမဝင်သွင်းကုန်ပို့ကုန်တွေကိုအဲတရားမဝင်သွင်းတယ်ကိုပို့တယ်ပေါ့ဒါကြောင့်မလို့ပြောတယ်ဆိုတာမျိုးလေခေါင်းစဉ်တက်တယ်မျိုးစုံပေါ့ဗျာသူ့ကိုခေါင်းစဉ်တက်တော့မျိုးစုံတက်ထားတယ်ဒါတော့ဟိုကရေးတာပါအာမျိုးစုံရေးကြတာပေါ့နော်မျိုးစုံရေးကြပြီးတော့သူနဲ့ပတ်သက်ပြီးတော့ဟိုသူ့ကိုအဲသူနဲ့မိတ်ဆွေဖြစ်တဲ့သူတွေရန်သူဖြစ်တဲ့သူတွေဆိုတဲ့သကကလုံးတွေနဲ့ဒီဗီဗီကမျိုးစုံရေးကြတာတွေ့ရတယ်ဆိုတော့ နောက်တစ်ခါပြီးတော့ပြီးခဲ့တဲ့တောင်တခုံရေစခန်းမှာလည်းဒီဒုံမိုးခိုင်ဆိုတဲ့အမျိုးသမီးကသူ့အမှုဖွင့်ခဲ့တယ်ဆိုတာမျိုး၆၆ကားနဲ့အမှုဖွင့်ခဲ့တယ်ဆိုတာမျိုးကြီးလည်းရေးထားတွေ့ရတယ်အမှုတွေကတော့ဖွင့်ထားပြီးပြီဆိုတဲ့အဓိပ္ပာယ်တော့သွားတက်ရောက်တယ်ဆိုတော့ဒီဟာနဲ့ပတ်သက်လို့လည်းသက်ဆိုင်ရာနားဆက်ဘက်ကထုတ်ပြန်ထားခြင်းမရှိဘူးအဲတရားရုံးတွေဘာတွေညာတွေလည်းမင်းမျက်စုံဆန်းခြင်းမရဘူးသက်ဆိုင်ရာဖွဲ့စည်းရေးနဲ့မေးရမြန်ခတ်တယ်ပြီးတော့ကျွန်တော်ကိုယ်တိုင်ပင်လင်းလေဟိုတို့နဲ့အသိပြီးဆက်ဆံအသိမရှိဘူးမရှိတော့ကျွန်တော်သိပြီးတော့ဟိုမမေးမမမြန်မိဘူးဗျာအဲ့တော့မမေးမမြန်ပြီးတော့ကျွန်တော်သိချာမသိဘူးသို့တော်ခုဒီရေတော့ဒါလို့တွေ့ရပါတယ်ဆိုတော့ ျွန်တော်တို့နောက်ထပ်ကြားရတဲ့ information တခုကတော့သူ့မိသားစုလည်းတချို့သူ့မိသားစုလည်းပြီးခဲ့တဲ့ရက်ပိုင်းကရန်ကုန်ရောက်လာတယ်ရောက်ပြီးတော့သက်ဆိုင်ရာဆရာတော်တန်ခါတော်ကြီးတွေနဲ့ဝင်ဖူးမြို့တော်တွေ့ဖို့ကြိုးစားတယ်လို့ကြားတယ်ပြီးရင်ဆရာတော်တန်ခါတော်ကြီးတန်ခါတော်ကြီးတွေရဲ့အဆင့်နိုင်ငံတော်ကြီးခဲ့တဲ့စီကိုမြေတားရဲ့ခန့်ချက်တင်ပေးဖို့တောင်းဆိုဖို့လုပ်တယ်ဆိုတာလည်းကြားတယ်ဒါတွေတော့ကြားနေရတဲ့သတင်း information တွေပါအတီတော့ကျွန်တော်တို့မပြုတ်ချင်ပါဘူးဘာလို့လဲဆိုတော့ဒါတွေက information just information ဆိုတာမျိုးပဲမှတ်စေချင်ပါတယ်ဘလို့ဆိုတော့ဒီလိုမျိုးတော့သတင်းတွေ့နေရတယ်အဲ့တော့ ဟိုကိုဇော်ပေါ်ကြီးကိုထောက်ခံကြသူတွေမထောက်ခံကြသူတွေကြိုက်ကြသူတွေမကြိုက်ကြသူမျိုးစုံရှိကြပါလိမ့်မယ်။ဒါတွေကတော့ကြိုက်ချင်းမကြိုက်ချင်းဟိုထောက်ခံချင်းမထောက်ခံချင်းကတော့ဒါတယောက်ချင်းစီရဲ့သဘောထားဆန်းနေတဲ့စိုက်ပါတယ်။ဒါပေမဲ့ तू ဥပဒေကိုကျူးလွန်ဖောက်ပြတာရှိရင်တော့ဥပဒေကတော့အေးအေးယူလိမ့်မယ်။ဖောက်ပြတာမရှိရင် तू ပြန်လွတ်မယ်။ဒါကတော့အဖြစ်အဖြစ်အခြေခံအဖြစ်ပါပဲ။ပြီးတော့ဟိုအမှုဖွင့်ထားတဲ့ အဖွဲ့အစည်းကဘယ်ဖွဲ့စည်းလဲဆိုတာလည်းရှိသေးတာဟုတ်အမှုဝင်ထားတာကတက်မရော်ကိုယ်တိုင်အမှုဝင်ထားတာဆိုရင်တော့ပြဿနာရှိတယ်တခြားလူတွေကအမှုဝင်တာဆိုရင်တော့ညှိလို့နိုင်လို့ရနိုင်သေးတယ်ဒါတက်မရော်အမှုဝင်တယ်ဆိုရင်လည်းဒါညှိလို့နိုင်လို့ရနိုင်တယ်နောက်တစ်ခုကဒါဟိုအမှုဖွင့်ခဲ့ပြီးတရားရုံးကိုဆွဲချက်တင်လိုက်ပြီဆိုရင်တော့သူ့အနေထားကအန္တရာယ်များလာပါတယ်ဆွဲချက်မတင်ခင်လေးမှာဒီအမှုပြက်ပြဲသွားအောင်လုပ်ဖို့ပဲလိုတယ်ပေါ့ဆွဲချက်တင်ဖို့မတင်ဖို့အရေးကြီးပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ ဒီနိုင်ငံမှာတရားစီရင်ရေးနဲ့ပတ်သက်ရင်ဘုံကျုံကြီးမင်းအောင်လိုင်ကိုယ်တိုင်မယ်လင်းတရားစီရင်ရေးကိုမဆွတ်ဖက်ဘူးဆိုရင်သူကအဲ့လိုနေနေရလူဖြစ်တယ်။ဆိုတော့အကယ်၍သာတရားရုံးမှာစွဲတင်လိုက်ပြီဆိုရင်တော့ဒါကိုစောဘောင်းရင်းနဲ့သူ့ရဲ့ဟိုဟာတွေကတော့ဒါဘာပဲပြောဟိုအမှုရင်ဆိုင်မဲ့သဘောပေါ့။တရားရုံးစွဲချက်မတင်ရသေးဘူးဆိုရင်တော့အမှုတိဆောက်ဆဲကာလမှာ ਨੇ ပြက်ပြဲသွားတာတွေဖြစ်နိုင်တယ်ပေါ့။အခုချိန်ကြီးတော့ဘာမှပြောလို့မရသေးဘူးပေါ့နော်။ဆိုတော့ခင်ဗျားတို့သိချင်နေရတဲ့ကိုစောဘောင်းရင်းကိစ္စဒီကိုဒီဗီဒီယိုကတော့ရေးပြီးဖြစ်တဲ့အတွက်အဲရေးတဲ့ဟာအခြေခံပြီးတော့ပဲရာနှုန်းပြမဟုတ်ရင်တော့ရာခိုင်နှုန်းတစ်ခုဖြစ်နေတယ်။ ဟိုမှတ်ချက်ယူပြီးတော့ကောက်ချက်ချပြီးတော့အစင်းသားဖို့လိုပြီးလို့ယူစင်းသားသုံးသက်တယ်လို့ယူဆပါတယ်ကျွန်တော်တော့ဒါကိုကောင်းချင်းဆိုချင်းတော့မပြောလို့ပါဘူးသူလည်းသူ့ဟာသူသူအာတန်တဲ့ပုံစံနဲ့သူပြောချင်တာလေသူပြောချင်တာလေသူစိတ်ပါတဲ့အတိုင်းသူသူရဲ့အားချိုးမှန်တဲ့အားအားကောင်းမောင်းတန်အာတန်မောင်းကောင်းတန်နဲ့အားရပါသူပြောခဲ့တာလေရှိဟုတ်ကဲ့မင်္ဂလာပါဗျာစကားလေးမြန်နည်းငယ်ငယ်ပြောခွင့်ပြုပါလို့ဒါပေမဲ့ကျွန်တော်တို့ကအမြင်ချင်းမတူမဲ့ကျွန်တော်တို့မှကိုချင်းစားတဲ့စိတ်လိုရှိတယ် ကျွန်တော်လည်းအပတ်စဉ်ငယ်တယ်ပေါ့ကွာကျွန်တော်တပည့်လူလည်းပြောလို့ရတော့ကျွန်တော်က6တုံညစပါတယ်ကျွန်တော်တငယ်ကျွန်တော်နဲ့အပတ်စဉ်ငယ်တဲ့ညီလေးက9တုံညစသူကတော့အခုချိန်မှာ 2IC ဖြစ်နေတယ်ပေါ့သူပြောပြလိုက်တာပေါ့လေအကိုကြီးတဲ့ဇော်မိုးဟင်းကိုပြင်းဦးလို့တော့ဖမ်းလာတယ်ပြင်းဦးလို့တော့ဖမ်းလာပြီးတော့ကျွန်တော်တို့ဘယ်လိုပြောမလဲစစ်ရုံးမှာစစ်နေတယ် ဟုတ်လားဘယ်လိုကုန်းလဲဆိုတော့တီးတဲ့စစ်ရုံးကိုတည်ရှိတယ်စစ်ရုံးမှာဖြစ်လိုက်တာထို့တူပါပဲတဲ့ဂျီဆက်ပီတဲ့ကလေးတို့မိလို့ရှိရင်လည်းသူဆန္ဒပြတဲ့ကလေးတို့မိရင်လည်းရိုက်တာနဲ့နှက်တာနဲ့မင်းကလေးတွေဆိုရင်သူပြောပြတာပေါ့နော်မတင်းကျင့်ခံရတာနဲ့မချစ်မဆန့်ရိုက်နဲ့ပြီးတော့သူတို့တတ်ကြတယ်တတ်လိုက်တယ်တဲ့လူဇော်မိုးဟင်းကိုလည်းရိုက်ထားတာကကိုကြီးတဲ့ကြည့်လို့တော့မရဘူးတဲ့မျက်နှာမှာလည်းဖူးယောင်ကားမျက်စိကလည်းတွေးကြည့်တယ်ဥ နားရရလဲသူတွေထွက်ဖင်နေရလဲချီတွေထွက်တယ်ဇော်မိုးဟင်းကိုရိုက်တာဒါသူတို့ဘောမအချင်းချင်းတော့ဒီလောက်ရိုက်တာကျွန်တော်တို့ဂျေဆက်ပီတီအေတွေဆိုတော့မပြောတော့နဲ့ပေါ့သူပြောပြလာပေါ့နော်ကျွန်တော်ကတော့ဘယ်လိုသူပြောစကားနဲ့ပဲမြေလေးလို့အဲ့ဒီပုံလို့ပို့ပေးပါလားလို့ကိုကြီးဆရာကြီးကိုလို့ပြောတော့ကိုကြီးရေပို့လို့မရဘူးလေပို့ရင်ကျွန်တော်တို့ရှော့ရှိတယ်တဲ့ကျွန်တော်ကဘယ်လိုကလဲဆိုအဲ့မှာဥစည်းဥဆောင်စစ်နေရတာမဟုတ်ပါနဲ့ကျွန်တော်တို့ကကြည့်လို့ရတယ်ပြုလို့ရတယ်ပေါ့နော်ဥစည်းဥဆောင်လို့ကျွန်တော်တို့မှာ ခင်နေမင်းတို့စစ်လို့မရဘူးတဲ့သူ့ကိုရိုက်တာကခြေတော်တွေမှာသူလဲတဲ့မကြေုံတမဲလောက်ပဲရိုက်တာကခြေတော်တွေဆိုတလိန်လုံးနဲ့လှိမ့်တာဒါပဲပြည်သူကြံပြည်သူပုံမကောင်းကြံတဲ့လူတွေဒီလိုပဲဖြစ်မှာပဲဘာလဲပြည်သူနဲ့ပူပေါင်းလိုက်ဆိုမိုးရင်အတွက်သက်ချမ်းသာရအခုတော့ပြည်သူနဲ့မပူပေါင်းတော့သူ့တိုင်းနဲ့သူ့ကန်းလို့ပဲကျွန်တော်တို့တော့ပြောရတော့မှာပေါ့ကျွန်တော်တို့ပြည်သူနဲ့ပူပေါင်းရင်သူ့အတွက်ကျွန်တော်တို့ပြည်သူကဂျီဆက် PDF တွေရိုက်မှာမဟုတ်ဘူးတတ်မှာမဟုတ်ဘူးပြစ်မှာမဟုတ်ဘူး ရိုင်းရင်လည်းတစ်ချက်နဲ့ချက်ပေါ့ဗျာထိုးရင်လည်းတစ်ချက်နဲ့ချက်ပေါ့ဟလားဒီလောက်ပါပဲအခုကြည့်သူတို့ခွေးချင်းကြီးကြိုက်တာဘလို့ကြိုက်တယ်တော့ကြည့်အဲ့ဒါကြောင့်မို့ပြောတယ်အခုကြံသေးတယ်နော်နောက်တစ်ခါဒဇင်ဦးတို့ဟလားပူတူတို့ဟလားနော်ငါဆိုင်တို့ကြံသေးတယ်မြန်မာပြည်ကိုတွားပြီးကြွားနေတဲ့ကောင်လေမင်းတို့အလှည့်ပေးချင်းရောက်မလဲမင်းတို့ကြည့်နေဦးနော် ကိုကောင်လည်းသတင်းတော့ကြော်စိုးဦးလို့ကြော်မျိုးမင်းလည်းကတော့ကြော်စိုးကြော်မျိုးမင်းကတော့အဖမ်းခံထားပြီသူတိနေပြီနှက်သွားပြီသူ့လည်းထုရထောင်းတာပုစုပသက်ထုတော့နော်အဲ့ဒါကြောင့်မို့ခင်ဗျားတို့ကျွန်တော်ပြောချင်တယ်အခုဘောမအမေသားသမီးများဘောမဘောမဘောမတွေပေါ့ဗျာဘောမအမေသားသမီးတွေမဟုတ်ဘူးဘောမဆိုမှတော့ဘယ်နေရာမှတုံးလို့မရဘူးဘောမဆိုတော့ဘယ်နေရာမှတုံးလို့မရတဲ့ကောင်မို့လို့ကျွန်တော်ပြောချင်တယ်ဟုတ်လား ကျွန်တော်တို့နဲ့ပူးပေါင်းပါเนาะကျွန်တော်တို့နဲ့ဂျီဇက်ပီဒီအက်တင်းနဲ့မပူးပေါင်းရင်ခင်ဗျားတို့တို့အန္တရာယ်ရှိတယ်အခုကြည့်ဇမိုးရင်ကိုကျွန်တော်တို့တနာမယ်ကျွန်တော်တို့ဘာမှမတက်နိုင်ဘူးမတက်ကကျွန်တော်တို့ဂျီဇက်ပီဒီအက်တင်းနဲ့ဒါဇမိုးရင်ပူးပေါင်းမယ်ဆိုရင်တော်တော်လေးအသက်ချမ်းသာရမယ်အခုတော့ဒီစီရီညူမျက်နှာလေးဖူးရောင်ကားနားလေးကသွေးလေးထွက်ဖင်လေးကခြေလေးထွက်ခြေတော်တွေကိုဒလိန်တုံးနဲ့လှိမ့်ဇမိုးရင်ကိုစစ်ကြိုးရင်းမှာစစ်နေပါလေလို့နော် သူ့ကို15ရက်တိတိစစ်မယ်15ရက်တိတိစစ်မယ်ဆိုတော့တော်တော်လေးကန့်ကောင်းပါဘူးကန့်ကောင်းတဲ့လူတော့မတည်ဘူးပေါ့ဗျာဒါသူတို့အချင်းချင်းစစ်မှာနော်နားလိုက်စစ်လိုက်ရိုက်လိုက်နားလိုက်စစ်လိုက်ရိုက်လိုက်မတည်ဘူးတမဲကျွေးလိုက်အဲအဲ့လိုစစ်မှာ15ရက်တိတိရဲ့အခက်မတင်ဆိုမဟုတ်သေးတာတော့ကျွန်တော်တို့မကြည့်ရဘူးပေါ့ဗျာဒါပေမဲ့သူ့တိုင်းနဲ့သူ့ကန်းလို့ပဲကျွန်တော်ထားမယ်အမှန်တော့ဘောမလေးမင်းတို့ဒီအောင်နားထောင်တာ ငါးသီးကိုပုံလေမပို့လာဘူးပုံလေပို့လာရင်ဒီပုံလေးတွေကငါချပြီးမယ်ပုံလေပို့မလာတော့ငါဘလို့မချလို့မရဘူးဆရာကလည်းတပ်ပုံရခွင့်တော့မရဘူးတဲ့သူ့ကိုစစ်နေသေးနေချင်းတော့မလေးတဲ့အဲ့လောက်နှုတ်လုံတာတဲ့ဆရာဆရာကပဲကျွန်တော်ပြောတာလဲကျန်တဲ့လူကျွန်တော်မှပြောပွဲကိုမရှိဘူးရဲဘော်တော့ကျွန်တော်မဟုတ်ဘူးအဲ့တော့ဘောမာတွေမင်းတို့ view ဆိုင်ကြနော်မဆိုင်လို့ဟာပူတူလို့နော်မင်းတို့နောက်မှာဟိုကောင်မကျန်သေးတယ်နော်မင်းတို့ view ဆိုင်နော်ဒီလောက်ပဲ မင်္ဂလာနေ့လေခင်ဗျာဒီနေ့ကတော့ဒါဂျုံလာရှိရနေပို့နော်တနင်္ဂနွေနေ့ဖြစ်ပါတယ်ကျွန်တော်လက်ရှိအားရဆိုတဲ့ခါကျတော့ကောင်လေးပါရသွားကစားဖြစ်တာပို့ကောင်သွားကစားတဲ့ခါကျတော့အတန်လေးကတော်တော်ထွက်တယ်ဗျဘာတန်လေးထွက်လေဆိုလို့ရှိရင်တော့ကောင်ကွင်းရဲ့ကယ်ရီလေးတွေကစားပြီးတော့မှသူတို့ရဲ့ဝစ်တော့ဆိုင်ကလေးတွေကစီးလို့မရတော့ဘူးတဲ့အဖမ်းတော့ခံရသေးဘူးမပေါ်သေးပါဘူးဒါပေမဲ့အဖမ်းခံမှဆိုတော့မစီးရဲဘူးပို့ဗျာမစီးရဲတဲ့ခါကျတော့သူတို့က ကိုယ်ုံလာတဲ့ခါမှာတက္ကစီတွေငါဒုက္ခတွေကုန်ကြစိတ်တွေများဒုက္ခတွေရောက်ပေါ့နော်ဒါတွေကြုံတွေ့ရတာပေါ့အလားတူပဲဝိညာဉ်လောကမှာလည်းအငယ်တန်းဝိညာဉ်လေးလောကမှာလည်းဒီလိုပဲရှိတယ်အဲ့တော့အောက်ချီလူစမ်းစားတွေမှာလည်းဒီဒုက္ခတွေခံစားနေရတယ်ဗျအဲ့တော့နိုင်ငံတော်ကြီးကဲရတော့ဒါဝိသောဆိုင်ကယ်တွေဝိတော့ကားတွေဖမ်းဆိုလို့ခါကြတော့အောက်ချီမှာတော့ဖမ်းနေကြတာပေါ့နော်အဲ့တော့လူကြုံကြီးကိုလည်းထိုက်သိမ်းတော့ထိပါတယ်ဆိုတာဒါလည်းလက်ခံပါတယ်ဒါပေမဲ့လည်း လူရည်ရွယ်သူထိပါလာအောင် လုပ်တယ်ဆိုတဲ့နေရာမှာတော့တော့ without cycle မှမဟုတ်ဘူးလေတခြား cycle နဲ့လုပ်လည်းရတာပါပဲအဲ့တော့ဟိုဒီနေရာမှာတော့ NASA ကအစိုးရသည်သူက not elected government ပေါ့ not ရွေးချယ်ခံရတဲ့အစိုးရတော့မဟုတ်ဘူးဒါပေမဲ့သူကလည်းဒါဥပဒေနဲ့ညီတဲ့အစိုးရပေါ့နော် eligible ဖြစ်တဲ့ government တခုဖြစ်တယ်အဲ့ခါကျတော့ကျွန်တော်တို့ဒီမိုကရေစီနိုင်ငံတိုင်းနိုင်ငံမှာတော့ဖြစ်ပေါ်လာတဲ့အစိုးရသည်သူက သူရဲ့တည်ဆဲဥပဒေတွေရပြည်သူတွေကိုထိန်းချုပ်နေတာတပိုင်းပေါ့နောက်တစ်ပိုင်းကတော့ဘာလုပ်ပေးရမလဲဆိုလို့ရှိရင်တော့ပြည်သူတွေရဲ့အတန်အတော်လဲနားထောင်မှုလိုတာပေါ့နော်အဲ့ဒါကိုပဲကျွန်တော်တို့ကတော့ people center approach လို့ပြောကြတာပေါ့နော်အဲ့တော့ဒါတွေကဒီမူစီခင်မှာတော့ဖြင့် top down ဆိုတာကသိခင်စားတော့ဘူး bottom up ပဲဖြစ်ရမယ်ဆိုတဲ့အယူအဆဖြစ်တာပေါ့နော်အဲကြောင့်မလို့ဟို ဒါတကယ်တော့တာဝန်ရှိတဲ့လူကြီးတွေတင်လည်းပြန်စဉ်းစားဖို့ကောင်းတာလို့ဖြစ်အခုဒီ without car နဲ့ cycle ဖမ်းတဲ့နေရာမှာ without car ကတော့ကျွန်တော်သိပ်မပြောလို့ဘူးငွေပန်းလို့ဘူးဒါပေမဲ့ without cycle ကတော့အောက်ရှိလူတန်းစားတွေအဲလူတတန်းစားနော်ဒီကတော်တော် impact ကြီးတဲ့ကိစ္စပဲဗျဝင်းလင်းပြောမဆိုရင်တော့ဗျာအစိုးရဟိုတော့ခင်ဗျားလည်းဟိုငကူချစ်နေတဲ့လူတော်မှမုံသွားပဲဆိုတော့ပုံစံပြောတော့ဖြစ်နေတယ်ဗျာအဲ့တော့ အာငါတို့ကတက်တက်မတော်ပဲချစ်ချင်းမွေးရင်ငါတို့နဲ့မဆိုင်ဘူးလို့ဒီလိုလိုလည်းမပြောနဲ့ဗျပွင့်လင်းပြောလို့ရှိရင်ဒီကိစ္စလေးတခုလောက်တန်နေပဲပွင့်လင်းပြောလို့ရှိရင်တက်မတော်ကိုချစ်နေတဲ့လူတွေကတက်မတော်မုံဆောင်တော့ဒါလည်းမကောင်းဘူးလေအဲ့တော့ precedent တခုရှိပါတယ်တမလိုက်ဥသိဆင်းတဲ့တဲ့တုံးကဒီလိုပဲ without cycle တွေကိုကျွန်တော်တို့ဒါ license ချပေးတာပေါ့ဗျာအခွင့်ဆောင်ပေါ့အခွင့်ကြီးတဲ့ရတဲ့ခါကျတော့ကျွန်တော်တို့တိုင်းပြည်ရဲ့လိုအပ်တဲ့ budget တွေကိုလည်းဖြည့်ဆည်းပေးလို့ရတာပေါ့နော်ဒါကြောင့်မလို့အဲ့ဒါလေးတခုကိုတော့ ူကြီးများအနေနဲ့ပြန်လဲပြီးတော့မှပြည်သူတွေကိုငဲ့ညာသောအဖြစ်စဉ်းစားဖို့လိုပါတယ်